တော့စနေသားသမီးတွေတွေကြားလာတဲ့ဒေရနမိတ်ကဆိုရင်တော့ရှင်ပြန်ထမြောက်ဆိုတဲ့နမိတ်ဖြစ်ပါတယ်။သူ့ရဲ့နမိတ်ကကြတော့တရားနေပြန်ရှင်တဲ့နမိတ်ပေါ့နော်။အဟောင်းနေပြန်ပြီးတော့ရှင်သန်ခြင်းထမြောက်ခြင်းဆိုတဲ့နမိတ်ဖြစ်ပါတယ်။အဲတော့အဓိပ္ပာယ်ကတော့မကောင်းရာနေကောင်းမယ်။ရက်နေရာနေပြီးတော့ပြန်ပြီးတော့အကျိုးဖြစ်ထွန်းတတ်တဲ့အောင်မြင်တတ်တဲ့အဖက်ကနေအစဉ်ပြေတတ်တာပေါ့နော်။အဲ့တော့စနေသားသမီးတွေရဲ့လက်ကြည့်လောက်ကင်နေတဲ့စီးပွားရေးတွေအလောက်ကင်နေကြံစီတွေစိတ်ကူးတွေရွေချက်တွေ ပြန်ပြီးတော့အစဉ်ပြေလာလိမ့်မယ်ပြန်ပြီးတော့ကောင်းလာလိမ့်မယ်ပြန်ပြီးတော့အောင်မြင်မှုရလာပါလိမ့်မယ်ဘာကလည်းအစဉ်ပြေမယ်ကံကောင်းမယ်စိတ်ချမ်းသာပျော်ရွှင်ရမယ်အောင်မြင်မဲ့ကံတရာမျိုးရှိဒီနမိတ်ကအင်မရမကောင်းသောနမိတ်ဖြစ်တယ်ကောင်းတဲ့နမိတ်တရာပိုကောင်းတယ်လို့ပြောမှာဖြစ်ပါတယ်ဒါစနေသားသမီးတွေကမိမိတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုထပ်မံပြီးတော့လောက်ကိုင်းတိုးချဲ့တဲ့ လုံးရကောင်းမလားမကောင်းလားလုံးတင်လားမလုံးတင်ဘူးလားအဲ့လိုမျိုးတွေးနေတဲ့ကိစ္စတွေရှင်လုံးကိုလုံးတင်ပါလေလုံးတဲ့အတွက်လည်းအကျိုးအမြတ်ဖြစ်တွန်းတတ်တယ်အောင်မြင်တတ်တယ်အဖက်ဖက်ကနေအစဉ်ပြေတတ်တယ်နောက်ဆွေမျိုးသားချင်းတွေရဲ့ကုညီမှုပံ့ပိုးပေးမှုအကြံကောင်းဉာဏ်ကောင်းပေးမှုတွေလည်းရတတ်တယ်လူမျိုးရင်းနဲ့ပတ်သက်ရင်တော့လူချင်းလူကင်အင်ဗရာမများတတ်တယ်ပေါင်းသင်းသက်သက်ရေးတွေလည်းအစဉ်ပြေတတ်တယ်လူအများကြီးချစ်ခင်မှုလေးစားမှုခံရတတ်တယ် ။နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတရာမှာကြတော့စနေသားသမီးတွေအတွက်နန္ဒလေးစိတ်ညစ်ရတတ်တယ်။ငွေချင်းတွေဂျမ်းဖြစ်နေတာမျိုးတွေကြုံရတတ်တယ်။ရရကြည့်တာငွေတွေမရသလိုဖြစ်နေတတ်တယ်။ပေးရကြည့်တဲ့ငွေတွေလည်းပဲအနှဲငယ်ထင်းငော့ခြင်းကြံ့ကြခြင်းလေးတွေကြုံရတတ်တယ်။ငွေချင်းနဲ့ပတ်သက်ရင်တော့နန္ဒလေးစိတ်ညစ်စရာလေးတွေကြုံရတတ်တယ်ပေါ့နော်။နောက်ကျမ်းမာရေးကျမ်းမာရေးကတော့ပုံမှန်အားဖြင့်ဆိုရင်တော့ကောင်းပါတယ်ကျမ်းမာရေးစိုးစိုးရွားရွား ညံ့တာတွေတီတီမမညံ့တာတွေအဲ့လိုမျိုးလေးတွေတော့မရှိပါဘူး။နောက်ကျမရေကိုအကြောင်းပြုပြီးတော့ကျမရေကိုအကြောင်းပြုပြီးတော့ဟိုခရီးတွေပါရင်သွားတတ်တာပေါ့နော်။အဲ့ဒီခရီးကလည်းကောင်းသောခရီးမျိုးတွေဖြစ်တတ်ပါတယ်။နောက်တစ်ခုကစနေသားသမီးတွေအတွက်ထူးခြားချက်လေးတွေရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့မိမိတို့ရဲ့နေကိုဘာသာရေးနဲ့ပတ်သက်တဲ့ပုံကိုယ်တွေကြွလာတတ်တယ်ရောက်လာတတ်တယ်အိဗရာမကောင်းမှဘာသာရေးအကြောင်းပြုပြီးတော့ကံကြမ္မာကောင်းတယ် အဋ္ဌဒဝင်ပြတ္တမျိုးတွေလည်းကြုံရတတ်တယ်။အကိုဝင်နေတဲ့ဘာတိုင်းနဲ့ပတ်သက်တဲ့အဋ္ဌဒဏ်တွေကဒီကလာမှာစနေသားသမီးတွေအတွက်ကောင်းကျိုးဖြစ်ထွန်းသွားတာမျိုးတွေဖြစ်တတ်တယ်။နောက်ချင်းတော်နဲ့ပတ်သက်တဲ့နမိတ်မှာကြတော့ခွပလားဆယ်လုံးဆိုတဲ့နမိတ်ကြတာပါနော်။ဒီနမိတ်ကကြတော့မိသားစုတွေစိတ်ချမ်းသာနေရတယ်ပြောင်းဟောပေါင်းစည်းတယ်ဒီဟာသားသမီးတွေကလည်းပျော်ရွှင်နေအဲ့လိုနမိတ်မျိုးကြပါဒါကြောင့်အခြေအတွေစိတ်ချမ်းသာပျော်ရွှင်ရတတ်တယ်အိမ်တော်ကြီးအတွေစိတ်ချမ်းသာပျော်ရွှင်ရတတ်တယ် နောက်သာသမီရင်သွေးရတနာမရသေးတဲ့လူတွေဆိုရင်သာသမီရင်သွေးရတနာရသွားတတ်တယ်။အဲ့တော့ဒါလည်းပဲစနေသာသမီတွေအတွက်ကံကြမ္မာကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်။အဲ့တော့ဘုရားကနေအစဉ်ပြေခြင်းတွေကံကောင်းခြင်းတွေစိတ်ချမ်းသာရခြင်းတွေအောင်မြင်ခြင်းတွေရတတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်။ကျမ်းမာရေးဆိုးဆိုးရွားရွားအញ្ញံခိုင်မရှိဘူး။အဓိကတော့လူမှုရေးကံစားတာလေးတွေအញ្ញံကောင်းတာပေါ့နော်။လူကြည့်လူကင်များတယ်။ပေါင်းစင်းဆက်ဆိုင်ရဲ့အစဉ်ပြေတယ်။ တော့စနေသားသမီးတွေအတွက်အကောင်းဆုံးကတော့စီပွားရေးနဲ့အလုပ်အကိုင်းနဲ့ပတ်သက်တဲ့ကံတာဖြစ်ပါတယ်။သူကတရားနယ်ပြန်ရှင်းတဲ့နမိတ်ဖြစ်တဲ့အတွက်အရန်ကြီးစိုးစိုးရွားရွားအခက်အခဲတွေကြုံနေရာကနေပြီးတော့အဲ့ဒီအခက်အခဲတွေကနေပြီးတော့တဖြည်းဖြည်းလွတ်မြောက်တယ်လွတ်မြောက်ပြီးတဲ့အခါကျတော့မြူးရဲစီပွားရေးတွေမြူးရဲအလုပ်အကိုင်းတွေအကြံစီတွေပြန်ပြီးတော့အစဉ်ပြေခြင်းကံကောင်းနဲ့အောင်မြင်ခြင်းတွေရသွားနိုင်တဲ့ကံတရားမျိုးပါ။ဒါကြောင့်အဖက်ဘက်ကနေကံကောင်းတယ်လို့ပြောခြင်းဖြစ်ပါ အလုံးရင်ကောင်းမလားမကောင်းလားဆိုရင်လုံးကိုလုံးတဲ့ဆိုတော့အဖက်ကနေပြီးတော့မလုံးနိုင်တဲ့အခြေအနေမျိုးရှိနေတော့မှအကျိုးသားပြီးတော့လုံးတဲ့ကိုမပတ်စံမရှိဘူးဆိုရင်တော့မှပတ်စံရှာပြီးတော့လုံးတဲ့အဲ့လိုမျိုးအထိကောင်းတာပါเนาะနောက်ကျမ်းမာရေးအဲနောက်တေလူမြတ်ဘာယောဂဝေဒနာခံစားနေရတယ်ကျမ်းမာရေးညံ့နေတယ်စနေသားသမီးတွေလုံးဝအာမလျှော့လိုက်ပါနဲ့ အဲဒီကျမ်းမာရေးတွေအနေနဲ့ပြန်လည်ပြီးတော့ရှင်ပြန်ထမြောက်သွားနိုင်တဲ့ကံတရားမျိုးရှိပါတယ်။ဆရာဘက်ဘက်ကနေအစဉ်ပြေခြင်းနဲ့ကံကောင်းခြင်းနဲ့တော်တော်လေးကောင်းပါလေဗျာ။အဓိကတော့ငွေချင်းနဲ့ပတ်သက်တော့နည်းနည်းကလေးစားရမို့။နောက်ပတ်သက်ကြည့်တာငါတော့အာမခံတာတွေမလုံနဲ့။ပတ်သက်ကြည့်တာငါတော့အာမခံတာတွေနဲ့အကျိုးမပေးဘူး။နံပါတ်1နံပါတ်2ကလောင်းကစားနဲ့ပတ်သက်တဲ့ကိစ္စတွေအကျိုးမပေးဘူး။လောင်းကစားတဲ့မှန်လိုရမယ်လို့တွေဆိုရင်လည်းမလုံနဲ့လို့ပဲပြောမှာပေါ့။လောင်းကစားကြောင့်ဘဝပြတ်တတ်တဲ့အထိဒုက္ခရောက်တတ် နောက်ကွာဟာစွန်သာအရှုံးမြတ်မသေးကြမေးရပြီးတော့စွန်သာမဲ့ကိစ္စတွေဆိုရင်တော့မလုံနဲ့လို့ပဲကြံကြံပေးတယ်အရှုံးမဲ့မြတ်မဲ့နိုင်မဲ့တေကြတဲ့လုပ်ငန်းတွေတေကြတဲ့စီးပွားရေးလုပ်ငန်းတွေမှာပဲရင်းနှီးမြှုပ်နှံပြီးတော့လုပ်ကိုင်တင်ပါတော့မိသားစုဆွေမျိုးသားချင်းတွေနဲ့တိုက်တိုက်ဝင်ဝင်နဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းရမယ့်အချိန်ကာလမျိုးဖြစ်ပါတယ် တော့ပြောကြင်တော့စနေသားသမီးတွေရဲ့ကျမ်းမာရေးစီးပွားရေးလူမျိုးရေးအိမ်တော်ရေးစတဲ့ကံကျမ်းမာမှာဆိုရင်တော့နောက်ဆုံးအချိန်နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်ဒီမျောလင်းချက်တွေကိုထားပါမျောလင်းချက်တွေရှင်းသင်နိုင်အောင်ကြိုးစားပါဧကံမောကြအစဉ်ပြေခြင်းတွေကံကောင်းခြင်းတွေအောင်မြင်ခြင်းတွေရနိုင်တဲ့ရတော်မဲ့အခြေအနေကံတရားမျိုးရှိပါတယ် ဲတော့စနေသားသမီးတွေအတွက်အကျိုးပေးတယ်ကံကောင်းတဲ့အရောင်းနဲ့အဲ့ဒါအဖြူရောင်းနဲ့နဲ့ရောင်းနဲ့ကောင်းပါတယ်အဲ့တော့အဖြူရောင်းလေးတွေဝတ်ပါအနဲ့ရောင်းလေးတွေဝတ်ပါဆောင်းပါနောက်တီတို့ဓာတ်တွေကံသမဲတို့ဓာတ်တွေဝန္ဒနာပါတဲ့စနေသားသမီးတွေဆိုရင်တော့ခွန်စာနှစ်စုံတို့နှစ်စာခုနှစ်စုံတို့စတဲ့နံပါတ်တွေချပြီးတော့ထိုးပါနော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုနန်းကြီးတုတ်ကတ်လို့ပူတော်ပြီးတော့ဆုတောင်းလိုက်ပါအញ្ញံခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိတယ်မှာဖြစ်ပါတယ် စနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလည်းကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့လိုရာဇဏတလုံးတစ်ပါးရရှိနိုင်ကြပါစေ။ကျန်းနေအောင်လို့ဆောင်းနိုင်ကြပါစေလို့သုတောင်းမြတ်တာများလှိုက်လိုက်လည်းလည်းပို့သပေးလိုက်ရပါမယ်နော်။